ကျွန်တော်မကောင်းတဲ့ထဲကမကောင်းတာပါတော့ကြီးစားထားလို့မရဘူးကြီးစားထားရင်ညက်နေပါလာသွားချစ်သူအတွက်ချိန်ပေးရမပေးနိုင်မပေးနိုင်တော့ဘော်လီဘောရိုက်လိုက်ဘောလုံးကန်လိုက်စာကြည့်လိုက်သွားလိုက်အဲ့မှာကျွန်တော်ကော်မလီတယောက်တွေ့ထားရေဗျတက္ကသိုလ်ရောက်စားရတွေ့တယ်သူကလှပါလှပါ တို့လှတာလည်းပို့ပြီးတော့ရှင်ပါလေရှင်နာလည်းပို့ပြီးတော့ရှက်တတ်တယ်အရင်ရှက်တတ်တာကျွန်တော်လည်းကိုကိုရံကတော့ပြန်ပြန်꽌ပါတရားမလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုမှုသဘောကျတယ်ဟိုမိန်းမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံတယ်ရွှေဖလားကိုအနာကွတ်တင့်တယ်မရှက်တတ်ဘူး မလီလှပိုင်ပြန်ပြန်ကို꽌လို့ကြောက်တယ်ကြောက်တယ်သူသူမချစ်ရဲ့အဲ့မင်းကလေးရှက်တက်လိုက်တာဘလို့မြန်ရှက်တက်တတုံးလမ်းလျှောက်ရင်စားစုံးနဲ့ညီတယ်လှုပ်လှဲ့လှုပ်လီပြီးကြီးနဲ့ရွှေပိုးဒီအသာတွန့်တယ်လို့လွန့်ငါလွန့်ငါသွား။ဟောမရလို့ပြောလိုက်ဦး။မုံရွာသူ။ သိဆက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘလို့ဆက်တတ်တုံးတက္ကသိုလ်သက်တမ်းလေးနဲ့မှနှစ်ခါမှောက်လေတဲ့လဲမှာပေါ့သူ class school လို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစာအုပ်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါနေကြူးရမိန်းကလေးတွေစာအုပ်ကလေးလိုပိုက်ပိုက်ပြီးတော့သွားအဲ့ဒါစတိုင်များသိလားခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ရအဲ့ဒါကိုစောင့်ကြည့်တော့ လာပြီးအများကြီးခြိလန်းမုံကိုကြည့်နော်ကြည်မှန်းသိတော့သူခမညာရှက်တာပေါ့ရှက်တော့သူ့ချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတဲ့ကြတိုင်းကျွန်တော်ကစိတ်မကောင်းတနာရင်ကိုယ်နဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ဘောလုံးကန်ရင်နဲ့ဒူးပြုတ်သွားပါလေအရွတ်ပွဲထွက်သွားပြန်ကု 45ရပြည့်ဗိုလ်လီဘောပြန်ရိုက်ထက်ကွယ်သွားချေုံပြန်ရောက်ချံဝကုတတရားချင်းပြန်ကွဲတော့ချံဝပြောတယ်နောက်တစ်ခါလာရင်ဒူကောင်ဖြတ်ပြင်းမယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစင်ဗိုလ်လီဘောလက်ရွေးစင်အော်တိုပြုတ်သွားပြုတ်သွားဟိုးဆိုးရအကောင်းကဟန်ကြပြန်ပြီကြီးစားထားလို့ရပြီ ။တင်းတော့မင်းကလေးနဲ့တွေ့တဲ့ကောင်မလေးတွေကိုမေး။ "तू ပြောပေးစမ်းမ။မလေးရှက်လို့တော့သေသွားအောင်မေး။ပြောပြောခိုင်းလို့မရဘူး။ဆန်းနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်မေး။နင့်ခန်းနံပါတ်ဘယ်လောက်တုံး။1 2 3မှတ်လို့လွဲတာနော်။1 2 3သိပြီသူခံအဲ့ဒါဆိုသူခံလဲအဲ့ဒါနောက်တနေ့ကစာ1 2 3ကိုကျွန်တော်စာရင်းရတယ်ကျွန်တော်နေတာရွှေပြေးဆောင် ီဘက်ကသစ္စာဆောင်ကြားထဲမှာစာစာတိုက်ရှိတယ်ကျွန်တော်စာရီရေးပြီးတော့စာရိုက်ကိုသွားထက်စာရက်ကလူတွေကသစ္စာဆောင်ဖို့၃ရက်ကြာတယ်အစာရိုက်ထုံးစံမယ်လမ်းခေါ်ရင်ကြားတယ်ကျွန်တော်စောင့်ရတယ်တပတ်ပြည့်ကျွန်တော်တို့စာဝေပုံက အခန်းတကားအနီအောက်ကိုထိုးပြခဲ့လာကျွန်တော်တို့ကြောင်းစင်းလို့သွားရင် တကားဖွင့်လိုက်တဲ့နဲ့ဝေထားတဲ့စာရီတက်နင်းလာကျွန်တော်တကားဖွင့်သေသေးချာချာကြည့်သူ့စာကလေးများထိုးထည့်ထားမလားလို့မတော်တဆတက်နေပြီတစ်သက်လုံးဝနေနေရအနုစိတ်တယ်နော်အနုစိတ်မလာပါဘူး၆ောက်ဆောင်ကြတော့တနည်းအဲ့လိုတကားကိုရိုးသေးဖွင့်တွေးပြီးဟာ ြည်လိုက်ဟုတ်လောက်တယ်။ဘာလို့လဲဒီစိတ်တုံးကတက်ကဆိုတူတက်ကဆိုထူထားတယ်။သူပဲပျော်လိုက်တာဗျာဝန်သာအာရဖောက်ဖက်တယ်။တချောင်းနေပဲအရင်အတွက်အိစမရှိပါဘူး။အရင်ချင်းရေးကြည့်ပါ။ကြည်လိုက်တယ်။လုံးဝမဖြစ်နိုင်ပါဘူးရှင်။အော်ရုံးစာရေးတာကြလို့လုံးဝပါသေး ဖြစ်နိုင်မှာဘူးရှင်ဆိုတော်ရောပေါ့တနာအရလက်ကလူလူရဲ့ကျုံမြဘယ်လျှော့မလဲထက်ရေနောက်ထပ်6ဆောင်ရေတော့တကားဖွင့်မှာစာတောင်တွေ့ပြန်ပြီဆွဲဖောက်လိုက်တယ်6ကြောင်းအာဒါတော့ဟုတ်ပြီတိုးတက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်တယ်ရှင်းတယ် သိဇွဲကောင်းတာပဲရှင်ရဲ့조사မှုကိုကျမလေးလေးစားစားတံပိုးထားပါလေဒါကြောင့်မို့လို့ရှင်ကိုပြန်ချက်နိုင်ဖို့ကျမ조사ပါလေဒါပေမဲ့ကျမနှလုံးသားကရှင်နဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်ဒီမှာလဲလုံးဝပါသေးပို့ဆိုးတာပေါ့ဗျာနှလုံးသားမလှုပ်ရှားဘူးဆိုတော့သေးပြီ တို့တော့ပြကျွန်တော်မလျှော့ပါဘူးတင်ရင်ကြိုးစားပါနောက်တော့ចောင်းတိုက်ဆိုင်မှုလေးတစ်ခုလည်းရှိပါတယ်သူမသိတဲ့နှလုံးသားကိုငိုချားစေတဲ့အကြောင်းလေးတစ်ခုရှိတော့ကျွန်တော်စာလေးတစ်စောင်ပြန်လိုက်ပါရှင်လိုချင်တဲ့ဖြီးပေးလိုက်ပါပြီပေးလိုက်ပါအောက်ကဆက်ပါတယ်တို့တော့ကျမရှက်တယ်ဘယ်သူ့ကိုမှမပြောပါနဲ့တယောက်မှရှင်းငယ်ချင်းနေလဲမပြောပါနဲ့ ကျမနဲ့အเจ้าမှာတွေ့ရင်လည်းလုံးဝနှုတ်မဆက်ပါနဲ့ခေါ်လဲမခေါ်ပါနဲ့ပြောလဲမပြောပါနဲ့ဒီတိုင်းမဲမသိတယ်လို့နေပါညနေပါလာလာဖို့လည်းလုံးဝစိတ်မကူးပါနဲ့အဲ့ဒါကြီးကိုဖတ်ပြီးတော့ပျော်လဲပျော်တယ်မောလဲမောတယ်ကျွန်တော်လည်းအတူတူခန်းနေပဲတငယ်ကြီးညကျကျွန်တော်စာရေးဟဲ့လုံးမနေနဲ့မသိတော်ရမှာမဟုတ်ဘူးတလောက်ဆက်တတ်တာ အိမ်နေညာအဲ့လိုလာပြောကျွန်တော်ဒီကောင်ပြန်ပြောခြင်းရပြီရနေပြီမင်းမသိလို့ပြောတာတော့ကြွားခြင်းနဲ့ပြောသူကမပြောရဘူးဆိုတော့မပြောရဘူးဒါပေမဲ့အဲ့ဒီမပြောရတာရက်လည်းပြောတယ်ဗျကျွန်တော်ကိုယ့်ရင်ထဲမှာရင်ချိန်ပြောနေရတာပေါ့ဒီတိုင်းမဲ့နေရပါလေနှုတ်လည်းမဆက်ရပါဘူးဘယ်လိုမှလည်းမသိပါဘူးနောက်ဆုံးနေ့ရောက်တဲ့အခါကျတော့အော်နောက်ဆုံးနေ့ရောက်ပြီငါတို့ကွယ်ခွက်ခွာရတော့မယ် သူများချက်သူတွေလို့တွေ့ကြပါလေတွေ့ခွင့်ပေးပါဒါလေးပြောနေအကြောင်းရှိတယ်နော်ဒါတို့သူမျိုးအကြောင်းရှိဟိုသက်ကြီးမှငယ်ငယ်ကလေးကလားတွေပြန်ပြောခြင်းလို့မဟုတ်ဘူးတိတ်ကိုအရေးကြီးတဲ့အကြောင်းရှိတယ်ဗလန်တိုင်းဒေးချက်သူများနေ့အချက်ဆိုတာဘာလို့ဆိုတာပြောခြင်းပြောခြင်းဒီနေ့ ယမတဏ္ဏာတွေကိုချစ်ထင်နေကြတယ်အဲယမတဏ္ဏာတွေတဏ္ဏာကိစ္စယမကိစ္စပြီးတာနဲ့ဘာမှမကြံတော့ကြံဖုတ်ဖက်ခါထားပါအချစ်နှလုံးသားထဲမှာကြံမြဲတယ်ဆွဲတယ်ခိုင်မာတယ်မျက်နှိုးတယ်တသက်တာဘဝဖော်ကောင်းနေဖြစ်တယ်သိကြည်ကြအဲ့ဒီယတ္တသင်္ခါရအရေးကြီးဆုံးအဲ့ဒီအချစ်ကိုသေးသေးသိမ့်မမှတ်ယူတင်ဘူးလို့ကြံပြီးတော့ ကျွန်တော်သူ့ကိုခွင်တောင်းတယ်။တနေ့တော့တွေ့ချင်ပါလေ။စာလေးပြန်လိုက်။ဒီခါတနေ့နဲ့မနေနေမနဲ့9နိုင်။တစ္ဆာဆောင်နောက်ဖက်ပောက်ကလာဆောင်မှာ။ဘယ်သူမှမတွေ့ခင်တက္ကသိုလ်တွေကထွက်ကြမယ်။ရှက်လို့ညရဲကျွန်တော်အိမ်နေမနဲ့က3နိုင်ရေထချိုးနေပါလေ။အေးမိသေးရင်လည်းသေပါသေးတော့ လေးနိုင်စင်သင့်ဖြစ်ပြီးသွားပြီးလေးနိုင်ကိုသစ္စာဆုံးတော့ဘက်ကပေါက်ရောက်ဥက္ခုံလေးထိုင်ကဘာဦးလူတို့ငင်းနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူကိုမျောငားနိုင်တိထွက်လာတယ်ဟိုးလာလိုက်တာကြည်နူးလိုက်တာနှမ်းကြည့်လာပြီးကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်ပြီးလာနေမကြည့်ချင်နေပါစေလာနေပြီးတော့ ကျွန်တော်လည်းမထပါဘူးငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှိတဲ့နဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်တော့ဘောကျွန်တော်သိတာပဲကျွန်တော်မတက်ထပြီးတော့သူဘေးနားလိုက်ပါပခုံးချင်းမထိရပါမထိပါထိဖို့မလိုပါဘူးမထိချင်နေပါစေ ဘေးချင်းရှင်သွားနေကောင်းလိုက်အကြည့်နူးအချစ်ဆိုအဲ့ဒါနူးညက်တယ်ပြင်မွေထိမှမဟုတ်ဘူးဘေးချင်းရှင်သွားညင်လဲတစင်းစောကြီးရောက်နန်းကောညင်လဲပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့နဲ့ညင်လဲပေါ်ရောက်သူဟိုဘက်ခုံထိုင်ကျွန်တော်လူလဲလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်ပါတယ်သူရှက်တတ်တယ်လေ နားလေပြီးမြင်းလည်းတစင်းနဲ့စီးနေရမှာတော့ဘာလို့သေးုံတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှလည်းပြောပါကျွန်တော်လည်းဘာမှမပြောပါကျွန်တော်တို့နှစ်ယောက်ကဘာရင်းမှလည်းမသိပါဘူးမြင်းလည်းသမားကြီးကိုပြောတယ်ဖခင်ကြီးနောက်မဟုတ်ဘူးမောင်းမြင်းလည်းသမားကမြင်းကိုစကြူဆရတဲ့တရေပြားနှစ်ပြားကိုစုံဆောင်ဆွဲပြီးရိုက်လိုက်ပြောင်းမြင်းမလေးကပြေးတယ် ခွက်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 ကဘာပေါ်မှာအတားအယာဆုံးဂီတပဲပော့မျူစစ်ပဲတာယာလိုက်တာမြင်းလဲသမားကကြာဖို့ကိုဝိတ်ညမ်းပြီးတော့မြင်းကိုရွှမ်းငင်ရွှမ်းငင်မောင်းကျွန်တော်လှမ်းကြည့်ကဘာပေါ်မှာအလှဆုံးအတားဟောတိလှတာပဲဒီကြာဖို့ယမ်းနေကျွန်တော်မျက်စီထဲမှာကုန်းလှဓမ္မပင်နဲ့နေလှလေကလေးတိုက်နေတာအေး ဖျားကြီးနမှုရောက်ရွှေကျက်ရက်ကိုဖျားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးမရောက်ဘူးပါအဲ့ဒါနဲ့စကိုင်းကားကိုစီးရမင်းစောစောဆိုတော့ရှေကန်းကလူမပါဘူးစပယားကအတွဲလေးမှန်းပြီးတော့ရှေကန်းတဲ့ရှေကန်းတဲ့အန်ကြပဲပြေးလို့ရသူရှေ့ရတဲ့ကျွန်တော်နောက်ကတဲ့ထိုင်ရအဲ့ဒီလည်းစကားမပြောပါ သွားမိန်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာကြီးရှိတယ်ဗျမယုံမရှိနဲ့အဲ့လောက်ရှက်တတ်တဲ့မိန်းကလေးကသူ့ပစံအိတ်ကလေးတွေကတကြားလုံးလေးတစ်လုံးထုတ်ပြီးတော့ကျွန်တော်ဘက်ကပြေးမကြည့်ဘူးလုံးလေးပြေးကြည့်စရာမလိုဘူးအဲ့တကြားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တံပိုးရှိဒါလေးစက်ကူခဲဘက်ကလေး မဆုတ်အောင်ခွာတယ်ဆုတ်သွားတော့ဘာဖြစ်လဲမဆုတ်เสียဘူးချက်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုမစတဲ့တဲ့ကဘာပေါ်မှာအဲ့ဒီချိုးတာမရှိတော့ချိုးဆုံးမဲခဲပတ်စကူလေးသူမမြင်အောင်အိတ်ထဲထဲသိညာအောင်မဲတရားရီလည်းညက်ပြီသိညာအောင်ဒါရီယာအချိန်ပင်္ဂါရညတ္တဒီပါပဲ ရွှေကျဲရောက်တော့ကားပေါ်ကဆင်းသွားကြတယ်နှုတ်ပေါက်ဆိုတော့လက်မင်းကပွင့်လိုက်တာတဖြုတ်ဖြုတ်နဲ့ကျွေးဇယတန်ကြီးကညံလို့အဲ့ဒီဇယတန်ကြီးကကြည်တာဗျအရင်တော့ငါနားပူတာနားကြီးစူညာနေတာပဲကွာဇယတန်ကြီးမကြိုက်ရင်စူညာနေကြိုက်တော့ကြည်တာตายาไล่แต่ตันนี่ละปันมุนนี่เลยก็ตะผุ่ผุ่จุย မြေမခတဲ့တပွင့်ကိုလေထဲမှာလိုက်ဖမ်းမိပြီသူ့ကိုသွားပြီးတော့ပေးယူတယ်ပန်လို့လည်းမရပါဘူးမရချင်းနေပါစေဒါလေးသူကအမျက်တနှိုးယူတယ်ဆက်သွားရေးစားတယ်ပထမအဦးဆုံးချက်သူစီကကြားရတဲ့စကားသုံးလုံးရေးစားတယ်ဟုတ်တာပေါ့ညရာတီကြီး ချွေးတွေကစို့လို့ရတယ်ရတယ်ကျွန်တော်ရေရှားပါတယ်ရေရှားတယ်ဆိုခက်ခက်ခဲမှုပေါ့ဟိုဒီဒီမျက်စိကစားတာကျွန်တော်တို့အညာဒေသရွာဆက်ဝေးရင်ရေဦးစင်တယ်လေရေဦးစင်ရှိမှာပဲတွေ့ပြီဟုတ်မတက်ကလေးမိုးလေးရေဦးလေးကစိတ်အေးလို့သူသားများလေးဖုံးပမာရေမှုတ်ကလေးတင်ထားခွတ်မှုရေမှုတ်ရေမှုတ်ကလည်းရေကြီးတက်တော့စိတ်ဆိုး အဲ့ဒီခက်ကရေတံဘူးခင်မဟုတ်ဘူးဘီဘိုးလည်းမသိဘူးစီဘိုးလည်းမသိဘူးဟိုမှာတွေ့တန်သူခေါ်တော့လင်မုတ်ကလေးနဲ့တမုတ်အပြစ်ခတ်သူပြေးပါလေနောက်ထပ်မင်းကလေးများရဲ့မွေးရပါအမှုပညာတွေ့ရပြန်ပြီအဲ့ဒီဆက်တက်သောမင်းကလေးကကျွန်တော်ပြေးတဲ့ဤတမုတ်တောက်တယ်တဝက်ကုံအောင်တောက်တယ် တဝက်ချန်ထားတယ်။ချန်နဲ့တဝက်ကျွန်တော်ပြီးတယ်။ဒီပေကတော့သူ့ကိုမယုံရင်သူ့တောက်ပြီးချန်နဲ့တဝက်တောက်ပါ့။ဟာပဲယုံလိမ့်မယ်။အဲ့ဒီရေတဝက်ကိုအောင်တောက်ရင်လည်းမကောက်ရေမှုတ်တော့ဝါစားခြင်းသေး။တောက်တယ်။ကုံတော့ကျွန်တော်လည်းမဝသေးပါဘူးသူလည်းမဝသေးပါဘူးကျွန်တော်သိပါနောက်တမုတ်ထက်ထက်ကျွန်တော်ဟ တဝက်တော့ကျန်တဲ့တဝက်သူ့ပြီးကျွန်တော်နောက်လိုက်နောက်လိုက်သူတောက်တယ်သူလည်းမယုံပါဘူးကဘာပေါ်မှာနော်တန်ဖိုးကြီးဆုံးရေနှမုတ်ပါပဲချောကလက်မစ်ရှိတ်ပါညာသွားစမ်းဘာမ်းသာကျွန်တော်တို့ရေနှမုတ်နဲ့မလဲနဲ့အချစ်ရဲ့သင်္ကာရရတ္တရဲ့သင်္ကေတရီပါပဲအဲ့ဒီဟာတွေကနှလုံးသားမှာတသက်မမေ့ပါဘူး ူနဲ့ကျွန်တော်နဲ့အခုဒီနေ့ဗလန်တိုင်းဒေးမှာလူတွေကချောကလက်ပေးတယ်အဲ့ဒီဟင်ကျိမှုကိုကျွန်တော်သဘောကျတယ်ချောကလက်ကချိုးတဲ့ထဲမှာခါရလေးပါစိတ်နာလေးပါစေးထန်းနေကညီကျွေးတဲ့ကောင်တော်လိုက်တာအဲ့ချောကလက်ပေးချစ်သူကိုပေးချောကလက်လေးစားသောသောသားတို့သမီးတို့ သတိပေးပြရသူစဉ်သမီးတို့ဒီနေ့ကာလမှာအချစ်တင်ကြတဲ့ချောကလက်တွေမရိုးသားတော့ရုပ်မှာကုန်ပြီအဲ့ဒီချောကလက်ထဲမှာလိန်စိတ်ကြွစေးတွေထည့်ထားအဲ့ဒါစားမြင်တော့ငါပါမို့လိန်စိတ်ကြွပြီဆိုပါစို့တဏီယာမှာခေါ်သွားမယ်အဲ့ဒီဒါတခုကိုခေါ်သွားမယ်အဲ့ဒီဒါတခုကိစ္စမှာလိန်ကိစ္စတွေဖြည့်ရှင်းကြမယ်ဖြည့်ရှင်းကြလိမ့် ယမတဏကိစ္စပြီးသွားပြီဘာကြံလို့ဘာမှမကြံဘူးကျွန်တော်တို့ဂျေနမုတ်ကအသက်ထက်ဆုံးလွန်းနေလွန်းနေကြံနေအဲ့နောက်တော့ရွှေကျက်ရဲ့ရောက်သူကချမ်းသာကျွန်တော်တကယ်ရင်ပြောင်းစင်းရင်တောက်တယ်တလားတီတီပြည့်ပြီလုံချင်းနဲ့အင်ကြီးမထက်သေးဘူးကျွန်တော်ကစင်းရဲတယ်အဆိုးနှစ်ခဲပဲရှိတယ် ဆန့်ကျင်ဘက်กว่าအဲ့နေကသူကကျွန်တော်ပြောတယ်ဒီနေ့ဒီပစိုးဝယ်လာမယ်ထင်သားပြီနေတိုင်းသူတွေ့နေမှာကျွန်တော်ပြန်ပြောတယ်မထင်စရာပါရှိလေမနေ့ကဟိုပစိုးဆိုတော့ဒီနေ့ဒီပစိုးမို့กว่าမိမိဘာတွေကသဘောတူပါမလားကျွန်တော်မေးသူကပြန်ပြောတယ် တူမယ်မထင်ပါဘူးအတော်အတက်เสียကောင်းပါလေဘယ်လိုဆိုရင်တူမတော့တက်ကြိုမှာဆရာပြန်ဖြစ်ရင်တော့သူပြောလို့အချင်းပြင်းမထင်ပါလေတဲ့ဆရာဆိုတော့ဤပြနေလက်ထောက်ကတိကကတိကကတိကနေထပါမောက္ခနော်ပါမောက္ခနောက်ဆုံးကျောင်းကြီးကျောင်းကြီးဆိုဘုဒ္ဓဟန်ကျောင်းဘဝင်းတော်လဲနေကျွန်တော်က အဲ့လိုစဉ်းစားတက်နိုင်ဖြစ်ချင်တယ်ဖြစ်ရမယ်ဖြစ်ရကျွန်တော်တော်တယ်ဗျာစတော်တယ်တွေ့ကြမယ်တော်တယ်အေးစိတ်ချဖြစ်စရာချုံလိုက်ပါမယ်ချုံလိုက်ပါနောက်ဆုံးနှစ်မှာနှစ်တိုင်း grateful grateful ထွက်တယ်ပြတ်တော်တယ်နောက်ဆုံးနှစ်မှာကျွန်တော် grateful 3ပါကျွန်တော်တက်ကသူမဟာဝိဇ္ဇာ7တက်မှာဆိုလို့ပါ တက်ပြီးရင်လက်ကသူဆရာဖြစ်မှာသို့လို့ပါလက်တကန်းကလေးကျွန်တော်အတွက်မခုံရပါဘူးမိတဲ့ဂရိဖိုးကလွယ်လွယ်လေးမိတဲ့ဂရိဖိုးကမရလိုက်ပါမြအကြည့်ထွက်ပြီးသားမနဲ့နှစ်ဖြန်မနဲ့ရဇအောက်ခဏီးမှမြအခါမှပြင်လိုက်ကြတယ်ကျွန်တော်တော်ရထက်တယ်အဲ့ဒီမှာဆရာဆရာမဂိုင်းနဂိုင်းကွဲနေ ဟိုတခိုင်းဘက်ကဒီကောင်ရိုက်ငါတို့ဘက်ကနာမည်သူတို့ချင်းချင်းရဲ့ဈာမညက်ပြီးတော့ကျွန်တော်တက်ကူရောက်လာဖို့ကြေခွဲလိုက်တာဗျာဝန်းနေလိုက်တာဘဝကြီးတစ်ခုလုံးညှို့လင်းချက်တောင်းလန်းနေအိုးတဖြုတ်ဖြုတ်နဲ့ပြိုး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 ကျသွားတာကုန်ပါပြီဝေဝါဘာမှခွန်အားမရှိတော့ပါဘူးဘဝကိုပလန်နင်း သေသေးချာချက်ချက်မှတ်ပြီးတော့အကောင်းဆုံးနေအကောင်းဆုံးကြိုးစားကြီးမှန်းချက်ထားသားတို့သမီးတို့ကိုပြောချင်ပါတယ်မင်းတို့ well prepare ဘလောက်လုံလုံလောကမှာဒီလိုတစ်ချက်သေးဖြတ်ရိုက်ချလိုက်တာမျိုးတွေကြုံရတတ်ပါတယ်ကြုံရတတ်ပါအတိတ်ကံလို့ပြောရင်လည်းရပါတယ်ဆရာကတိုင်မှာပြောကြပါတယ်တိုင်ရင်ပမောက္ခအစား ဒုက္ခရောက်ပါလေ။အဲ့လိုလှုပ်ချင်တဲ့အထက်ပမောက္ခမပါပါဘူး။မပါတဲ့ကျွန်တော်ဆရာကြီးကဆအရင်ဆုံးဒုက္ခရောက်။မလှုပ်တော့ပါ။မလှုပ်တော့ပါ။အဲ့ဒီမှာသားတို့သမီးတို့ပြောချင်ပါလေ။ကျွန်တော်ချစ်သူနဲ့လည်းဝေးပြီပေါ့။ဝေးပြီပေါ့။တက္ကသိုလ်ဆရာဖြစ်မှအစင်းစင်းမြင့်မှမို့သူ့မိဘတွေကစဉ်းစားရုံရှိမှ။ခုလိုစဉ်းစားကြမလို့တော့ထက်တန်းပြတော့မဟုတ်ဘူး။ကျွန်တော်ရှုပ်တော့တိုင်းပညာဝင်က လူရဲ့ဂျုံဖြစ်တယ်กว่าဆိုပြီးတော့မှ February လပညာရှင်နဲ့ကုန်ကန်နီးမှာကျွန်တော်အလဲရန်မြတ်ဆရာ